ဟိုအပြင်သွားရင်ဖဏတ်မရှိရင်လေဖဏတ်အတင်းလိုက်ပေးတာရှိသူများဖဏတ်လည်းဒါအရှင်ဘုရားဖဏတ်လားဒါအရှင်ဘုရားဖဏတ်လားကိုယ်ကဖဏတ်မပါအတင်းစီးခိုင်းတာကျောင်းကလာကလေးကဖဏတ်ပဲတချို့ကမေးတယ်အရှင်ဘုရားဖဏတ်ဘာလို့မရှိကြလဲညငါပြောက်မှဆိုလို့ယူမလာတာဟဲ့ဘယ်လိုတချို့ကပြောလို့လေမကောင်းဘူးလေငါကဖဏတ်မရှိဘူးကွာငါကဝီနီးတို့လို့ဘယ်လိုလို့သွားပြောလို့ရမလဲ အတင်းသူများဖဏတ်တွေအတင်းလိုက်ပြီးထောခိုင်းနေတယ်ပြန်ဆင်းရလေစီလာရင်တော့တရံတော့ရမ်းပါအရှင်ဖရာကြောင်းကတဲ့တရားဝင် တရားဝင် လူတရားရလူတိတ်လူတရားရကို အလူခံခွင့်ပေးတာမျိုးရှိပါသလားတဲ့တပည့်တော်တို့ကြာတိရလို့ပါဗျာတဲ့အဲ့ဒီလိုတော့အလူခံစားတယ်ဟွာတယ်ဘုံဘုံတို့မရှိပါဘူးဘုံဘုံတို့ဒီမှာဆိုရင် ဖြတ်ပိုင်းတော့မပေးဘူးဒါကြောင့်ဘုံဘုံတို့မှာလှူတဲ့အလူဟာပြောရရင်တော်တော်သန့်စင်ယဟန်တွေကလည်းမြေတံဘုံဘုံကဥဝါဒပေးဖြစ်တယ်ဒီမှာဆိုရင်တထေးလေးပါမယ် ယာတုအာနာရှိတဲ့ဦးလေးပါမယ်ဆင်းရဲသားလေးပါဘုမဘသူမှဖုံးလာပါတောင်းလာလည်းမရှိဘူးမေးလည်းမမေးဘူးသူဟာသူဘာကြီးပဲဖြစ်နေလဲတချို့ဆိုစိန်တယ်ဘယ်တည်းဟုတ်လာတယ်ဘုံဘုံကြည့်လိုက်အတုလိုပဲမြင်အတုပဲဖြစ်မှာပါဆိုတော့ဘသူမှလည်းဒီကမကြီးနေကောင်းလို့ချမ်းသာလို့လည်းစကားနှက်ခွန်းအပေါ်မပြောဆင်းရဲလေးမပြောဘူးဒီပြုတ်မယ်ဆိုပြောတယ်မပြောဘူးဆိုမပြောဘူးနေနေကျမ်းမာရေးရှင်းရင်တော့ဒုက္ခိတတယ်ဆိုတော့တီးတန့်သွားပြောတယ် အကြံတဲ့လူဆိုရင်တော့ပြောဖြစ်ဒါကြောင့်ဘုန်းဘုန်းတို့ရလာတဲ့ပြည်စည်းဟာအမတန်သန့်စင်လူတဲ့လူကလေအဲဘုန်းကြီးနဲ့ကိုယ်နဲ့ယဉ်ဒီလို့တိလို့အဘုန်းကြီးကငါတို့ကိုနှုတ်ဆက်လို့ဖုံးဆက်လို့လူတာမျိုးမရှိကြတော့တက္ကရကမ္မဖက်ကလေအလူတွေဟာကုသိုလ်ပေါ်ထူးတယ်ပေါ့ဒီဘုန်းဘုန်းတို့ဖက်ကသုံးဆွေးရတဲ့ပုဂ္ဂိုလ်ဖက်ကလေအလူဟာသန့်စင်ဒါကြောင့်ဘုန်းဘုန်းကအကြောင်းကဥစဉ်တည်းအမြဲတမ်းပြောတယ်ငါတို့ဒီမှာရရှိတဲ့ပြည်စည်းဥစ္စာဟာ နတ္တိတင်မဟုတ်ဘူးအလွန်သန့်စင်တဲ့ပစ္စည်းဟောဖုံးဆဲလို့နေကောင်းလာလို့သတင်းမေးထားလို့လာလူတဲ့လူမရှိဘူးဒီလိုပဲသူ့ဟာသူတရားတရားနဲ့တိတ်တော်မသိဘူးလာလူကြအဲတချို့တရားတွေနာနေလို့တရားနာတာလည်းအများကြီးဆိုတော့ဘသူဘာမှလို့တော့မသိဘူးဒါပေမဲ့ဒီလိုပဲတရားတရားအလျော်စွာလာကြတယ်ဆက်သွေးပြီးတော့လာကြတယ် အဲ့ဒါဆိုဘုံဘုံတို့ပြောရရင်လူတဲ့လူအတွက်လေတော်တော်သရတရားတန့်စင်တယ်အလူခံတဲ့ပုဂ္ဂိုလ်အတွက်လေဒီပြည့်စည်တရားတန့်စင်တယ်မဟုတ်ရင်ဒီပြည့်စည်ကမတန့်စင်တယ်ဝိုက်တဲ့ညီနဲ့ရထားတဲ့ပြည့်စည်ဖယားလေးမကြိုက်ဘူးကုလတုတကလို့ခေါ်တယ်ကုလတုတကနေတဂိအဲ့လိုရှိတယ်ဝိနည်းရပြည့်တဲ့တယ်ဒါအပြည့်ကြီးတစ်ခုထိမှပါတယ် ေဒါမှခုခေတ်မှာကတော့ဒကာဒကမတွေကဖုံးစဲနေမှတရင်မေးနေမှအလဘသလဘပြိုးနေမှဆိုတော့အစင်ကမပြီးအဲ့ဒါကြောင့်ခေါင်းဘုတော်ဟောအရင်ကငါသာသနာ ပြုလို့မရဘူးဒီခေတ်ဒီခါမှာဒီလိုပြောမှလည်းပဲရတယ်တော့ငါလေးမပြောတတ်ဘူးပြောလေးမပြောမပြောတော့ငါတော့သာသနာမပြုတော့ဘူးကို့အတွက်ပဲတရားထိုင်တော့မှဆိုပြီးတော့ကို့အတွက်ပဲတရားထိုင်ဆိုတော့အခုတော့ဒီလိုအကြောင်းကြောင်းပေါ့ဖြစ်လာတယ် အကြောင်းကြောင့်လူစေခံရတယ်လူစေခံရနတ်စေခံရတယ်ဒါတော့ဒီမှာတော့အဲ့ဒီလို အလူခံတာတွေဘာတွေမရှိဘူးကြောင်းဝင်လာတာနဲ့ဟိုဗိလမေတ္တအိုက်သုံးသောင်းကြောက်တခြင်းဘလောက်ဆိုပြီးတော့လေဘုံဝဇာလေးမကန့်ရအလူခံဇာရွယ်လေးမပေးရဘူးအဲတရွယ်တော့လောက်ထတာတွေ့တယ်အဲ့ဒါကလည်းလူတွေမေးလို့ခဏခဏဖြေနေရလို့ဇာရွယ်လေးလောက်ထလိုက်တာတဲ့ တာလေးလှုပ်ထလိုက်တာဒါပဲအဲ့ဒါလည်းပဲလူတန်းကိုလက်ပြီးတော့လိုက်ပြီးတော့ပြေးနေတာမျိုးမရှိဘူးအလူခံပုံးလေးဖုံဖုံသွားရင်ညတရားပွေးတယ်ဆိုရင်လည်းအလူခံခွက်မထရအောင်ချက်ချင်းပြန်သိမ့်အလူခံခွက်မထရအောင်ခွက်ဓမြတိုက်တိုက်လို့လည်းဝင်လာတဲ့ဖြစ်ဖြစ်ဆိုတော့ဘယ်လိုလုပ်ဖြစ်တော့မလဲအဲ့ဒါလည်းအလုံးမဖြစ်ဘူးကောတုတရားရှိရင်တန်ခဝေယဝိဇ္ဇာလှူသွားလိုက်မယ်မရှိရင်လည်းဒီတိုင်းမကိစ္စမရှိတချို့ကတရားရှိမယ်မလှူနိုင်တာရှိတယ်လုံးလုံးစင် လူတိုင်းကဟိုပိုက်ဆံဟိုအိမ်ကတော့တိုက်ရင်ဖြစ်ကောင်းဖြစ်လိမ့်မယ်လောလောဆယ်ပိုက်ဆံမပြေလည်တာလည်းရှိတယ်အကြောင်းကြောင်းရှိတာအဲ့ဒါကြီးကို အတင်း အလူခံပြီးတော့လေဒီဓမ္မတွေကိုမရောက်ရအဲ့ဒါကြောင့်ဒီမှာဆိုရင်ဘုံတော့တရားစခန်းပြီးတိုင်းဘသူကဘလောက်လှူသွားပါလိမ့်လို့စာတပီခင်းမပေးဘူးမလှူနေတဲ့လူကမျက်နှာသိငေးပြီးနောက်တစ်ခါတရားစခန်းမလာတော့ဘူးသူရှက်လို့သိငေးတာဘေးပတ်ဝန်းကျင်မှာအရှင်ချင်းတန်းစီထိုင်နေတာလေ ုနကလူကတော့ဟိုက်ကြီးဟန်ကြီးနဲ့တခါတည်းစိန်တကကြီးနဲ့တခါတည်းဟိုအကြီးကြီးစာတီဖိကအကြီးကြီးထောင်းလို့ကိုကတော့ပြင်မျက်နှာသိမ့်ငေးပြီးတော့စိတ်မချမ်းသာမြင်ရတာစိတ်မချမ်းသာလူတဲ့လူတွေကတော့ဝမ်းသာတယ်ပြင်မဲ့ကြံတဲ့မလူနိုင်တဲ့လူတွေကစိတ်မချမ်းသာအဲအဲ့ဒါမျိုးတွေလေဘုံတို့မြင်နေရတော့ကိုကိုယ်တိုင်လေးခံစားမိတယ်ဘုံတော်ကလေးစိတ်ရတဲ့လူဆိုတော့ခံစားမိတယ်အိုးဒီလိုပဲ အဲအဲ့ဒါကြောင့်အဲ့ဒီလို certificate တွေပေးတာတွေဘောင်ရှားတော့မရှိဘူးဒီမှာအဲဓမ္မဝါဆောင်တွေကလည်းပြောကြရှင်ပြဘောင်ရှားလေးတော့လောက်မယ်မလုံနဲ့ဒီတိုင်းပဲတန်တန်ဆင်ဆင်ဒီတိုင်းပေါ်တန့်ဆင်လေမလုံနဲ့လို့တားထားတာအဲ့တော့ဒီမှာတော့အဲ့ဒီစနစ်မျိုးသွားတယ်ဒါကြောင့်အလှခံဖို့မပြောနဲ့ဒီကဘောင်ရှားလေးတော့မပေးပါဘူး